ကျွန်တော်တို့ရဲ့ရှာနေကိုကျေးဇူးအပ်နေကြတဲ့ဗုဒ္ဓမြောင်ညောင်ကျိုးဘက်ညောင်ကျိုးဘက်စစ်စင်ရေးအခြေစစ်စင်ရေးအခြေအနေကတော့တဲ့တော်တော်ကောင်းမွန်နေပါတယ်တဲ့တခုရှိတာက အောက်ခြေမှာအကျင့်ပြခြားသားမှုတွေရှိနေတယ်လို့တစ်ဖက်မှာလည်းစစ်သားတွေကအသက်ကို ပေးဆက်ပြီးတိုက်ပွဲဝင်နေပါတယ်တဲ့အောက်ခြေကလုံပိုင်ဝင်နေရှိနေတဲ့သူတွေကမှောင်ခိုလုပ်ငန်းတွေလုပ်မှောင်ခိုလမ်းတွေဖွင့်ပြီးငွေကြေးယူယူဖြင့် လှုပ်ရှားနေကြတယ်တဲ့လူမောင်ကို စီမောင်ကိုရိတ်ခါမောင်ကိုလှုပ်နေတဲ့သူတွေပြန်လေခေါင်းတောင်လာပြီတဲ့အဓိကလမ်းကြောင်းက ပြီးအုံးရှိပင်ကနေမင်းတုံးဘက်ကို73စီရိတ်ခါမျိုးစုံကို တာဝန်ရှိသူတွေကိုငွေကြေးပေးပြီးတွားနေကြပါတယ်တဲ့မင်းတုံးဘက်က အပြန်ဆိုရင် ရခိုင်တွေကိုတယောက်ကို9သိန်းနဲ့ပြီးတဲ့အထိလူမောင်ကိုလှုပ်လာနေကြတယ်တဲ့ အဲ့ဒီရခိုင်တွေကိုအုံရှိပင်မြို့ယန္နာဘုံအုပ်ချုပ်ရေးမှုကရန်ဘုံကိုသွားရန်ရက်ကွက်နေထိုင်တာမှန်ကန်ကြောင်းထောက်ခံစာတွေကိုငွေကြေးယူပြီးလှုပ်ဆောင်ပေးနေတယ်တဲ့အုပ်ချုပ်ပင်ကစီဆိုင်တွေကလည်းအများပြည်သူကိုရောင်းချခြင်းမရှိတော့ပဲမှောင်ခိုလာဝယ်တဲ့သူတွေကိုပဲပုံးတွေနဲ့ရောင်းချနေတယ်တဲ့စီပန့်ဆိုင်တွေမှာစီပြက်တာများနေတယ်တဲ့မနှက်ဆိုပုံးတွေနဲ့တန်းစီပြီးစောင့်နေကြတယ်တဲ့ ဓာတွေကိုကြည်ချင်းအဖြစ်ကိုလူကိုတတ်တယ်လို့ဖြစ်နေတယ်တဲ့မင်းတို့လမ်းကြောင်းကြီးကလည်းရခိုင်အထိပွင့်နေတယ်တဲ့အေးအေးတွေစိတ်ဝင်နေတယ်ဆိုတာကလည်းအောက်ခြေရဲ့အကျင့်ပြက်ခြာစားမှုကြောင့်ဖြစ်နေတာမှန်ကန်ပါတယ်တဲ့ပန်းတောင်တောင်ဟုတ်လမ်းမှာဒီလိုအကျင့်ပြက်ခြာစားမှုကြောင့်စကမ်းတွေကြတာပါတဲ့အောက်ခြေအကျင့်ပြက်နေတာတွေကိုအောက်ခြေအကျင့်ပြက်နေတာတွေကိုတေချာစီစစ်အေးအေးယူပေးနိုင်မှာ ပြည်သူတွေခေါင်းပြအောင်အေးရမှာပါတဲ့နော်မကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်စိတ်ကဝအုပ်စုရွာတိကျေးရွာမှာမှာအကြမ်းမဲ့ PDF များအင်အား30ခန့်ရောက်ရှိနေတာဒီဘာလဲသူကဆယ်ရက်9လ2025မှာယနေ့အချိန်ထိဖြစ်ပါတယ်အကြမ်းမဲ့ PDF များရောက်ရှိချိန်မှာပင်ချက်ချင်းဆိုသလိုစိတ်ကဝလုံခြုံရေးစခန်းမှုဗိုလ်ကြီးစိုးပြေအောင်အားတရင်ပို့ခဲ့ပါတယ်တဲ့ ဟုတ်ကဲ့ရှင်းလိုက်ပါမယ်ဆိုပြီးဖုံးချသွားတယ်တရက်နှစ်ရက်တော့စောင့်ပါသေးတယ်လှုပ်ရှားမှုမရှိတာနဲ့လပါကဒူတိုင်းမူလာဒါတော့သူရေးတာပေါ့နော်ကြော်ပရောင်းတက်နေမူဘိုမူကြီးဟိမ့်အာ ဖုံးဆက်ခါတရင်ပို့ပါတယ်တဲ့စစ်နယ်မြေက နမခအပိုင်ဖြစ်ပေမဲ့တာဝန်ကြတဲ့လုံကြုံရေးအဖွဲ့ကလပါကဖြစ်နေပါတယ်တဲ့အခုပဲသွားရှင်းပါမယ်ဆိုပြီးပြောပါတယ်တဲ့ထူးခြားမှုမရှိလာပါဘူးတဲ့ အခုဆိုရင်နဲ့ရွာတိကျေးရွာဘုံတော်ကြီးကြောင်စာတင်ကြောင်ရွာတိအရှိမြောက်ဘက်အေယာဝရီမြစ်စိမ့်၌အေယာဝရီမြစ်ကြောင်တလျှောက်သွားလာနေသောဆက်လီတင်မောများအားဆက်ကြီးများကောက်ခံပါတယ်တဲ့။တပိုင်းတနိုင်လောက်ကန်စားတောင်းနေကြသောဒေသခံများကိုလည်းရင်းနှံပေပါတလုံးကို3000ကျပ်နိုးဖြင့် PDF ကကောက်ခံပြီးမ PDF ကကောက်ခံတာနော်တက်ကကောက်ခံတာမဟုတ်ဘူး။ ပီရီယကကောက်ခံပြီးမပေးလျင်စစ်တပ်သတင်းပေးမှုအမိတက်ကဖမ်းဆီးတပ်ပြတ်ပါတယ်တဲ့မြည်ဒီအဖွဲ့ကမှရှင်းလင်းခြင်းမရှိပဲပြီးရန်သူတီးတဲ့ညောင်ဦးတစ်ပတ်ကန်းမီးလောင်ပြားတို့လည်းအလွဲတကူကူးတန်းသွားလာလျက်ရှိပြီးအကြမ်းဖက်များယခုထိရောက်ရှိနေသည့်စိတ်ကဝလုံကြုံရေးတပ်နဲ့ထမ်းချောက်ပင် လုံကြုံရေးတပ်အကြားတွင်တည်ရှိပြီးတပွဲနှင့်တပွဲညှိနှိုင်းရှင်းလင်းပြီဆိုပါကရန်သူတီးအခြေချနေတိုင်းမဟုတ်ပါကြောင်း နေမီစိုးမိုးမှုမလုံနိုင်ရင်တောင်မှမိမိစိုးမိုးနေမီအားလွယ်လွင်းတကူအကြမ်းဖက်တွေလက်ထဲမပါသင့်ပါဘူးတဲ့လက်ရှိစိတ်ကဝါလုံးုံရေးကောင်းပေါင်းဘိုကြီးစိုးပြေအောင်ခလာရ416ဆလီတန်းနေမှုဘုံမူကြီးဟိတ်တဲ့ယခု ရန်သူသည်အင်အား90မှ90ရှိပါတယ်တဲ့ကျွန်တော်ကဒီသတင်းကိုပြောရတာကအောက်မှာမလုံးလို့ပြောရတာဒီသတင်းကကြာပြီ နော်သူရေးထားတာဒီမှာကျွန်တော်ရှိမှအကုန်ရေဟုတ်ပြီလားအဲ့တော့ဒီလိုပဲရောပေါင်းနေမယ်ဆိုရင်ဆိုတော့ကျွန်တော်ပြောသလိုပေါ့မထိုးကြီးတို့ဝလူတို့နော်အဲ့လိုမျိုးလေကြော်မကောင်းကြားမကောင်းရန်သူဟာဒီပီဒီရက်ကဥပမာတို့ခမားတို့ပုံမှာလေတနေ့မလုံတနေ့လုံမှာနော်ခမားတို့ဘာနဲ့မှခမားတို့ကျွန်တော်ပုံရင်းဟိုမှာဖက်ရတဲ့ဥစ္စာတခုပြောပြမယ်နော်ချီးကြိုက်တဲ့ရင်ကောင်းဦး ပြားနေပြီးတော့မှပန်းကပိုချိုးပါတယ်လို့သွားပြောလို့မရဘူး။နော်ခမားတို့ကပန်းကိုကြိုက်တဲ့ပြားပလုံးဆိုလို့ချိုးမြိန်နေပေမဲ့ဟိုချီးကြိုက်တဲ့ရင်ကောင်ကအဲ့မှာတွေ့တာနားပြီးခမားတို့လုံမှာနော်တဘောပေါက်နော်အဲ့ကကြမှာဟိုလိုလိုဒီလိုလိုနဲ့နော်တစ်ဆယ်တည်းမှာမကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်မြို့စိုးအုပ်စုအတွင်းစီဆွဲတော်လေးဆွဲတော်လေးစုတွင်နဲ့တစုအပါဝင်ဖြစ်တဲ့တန့်ကြီးတော် နော်တန်းကြီးတောင်ဆွေတော်ရှင်ဖရာကြီးဟာအကြမ်းဖက် KCMC PDF ကျွန်းချောင်းမြစ်ခြေ PDF တို့မှ မိုင်းတောင်ဖြည့်စည်းသွားသည့်လျှက်စစ်တပ်တိုင်ဖြည့်စည်းသွားမှုကြောင့်တန်းကြီးတောင်ဆွေဆွေတော်ရှင်ဖရာကြီးဒီရဲ့လျှက်စစ်မိမပူဇော်ရသည်မှာလာမည်6လပိုင်းဆိုရင်နှစ်နှစ်ပြည့်တော်မူဖြစ်ကြောင်းလျှက်စစ်မိမရရှိမှုကြောင့်တန်းကြီးတောင် ။ဆွေတော်ဘုရားကြီးကဝေယဝိဆပြုလုပ်နေကြသောလူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်တိလရှင်ဆရာကြီးဆရာလေးများရေရရှိမှုအင်မတန်ခက်ခဲနေပါလေတဲ့။မြစ်ခြေကနေတောင်ဘက်တလျှောက်လုံးအကျမ်းဖက်များဤတိန်တော်ညောင်နီပင်ညောင်လအိုင်ကြီးเนาะကံကြီးစုပေါတော့ခြေရွာမှာတဲ့ခြေရွာမှာတော့လျက်စစ်မီးတစ်စက္ကန့်အောင်မပြတ်ပါဘူးတဲ့ပြတ်တာနဲ့အကျဲဘက်တွေကထူးမှဆိုးလို့နေမှာပေါ့တဲ့မိတာကကိုလည်းနာဇာကအစိုးရစီဆောင်ရတာမဟုတ်ဘဲနဲ့ အကျမ်းဖတ်တွေစီဆောင်ရတာဖြစ်ပါတယ်တဲ့နော်လက်ပံချောင်းတန်းကြီးရေနံမြေစိတ်ကွာအရာတော်တောင်ရွာရာမြောက်ရွာရွာပြည်သူစစ်ရွာအုတ်ချောင်းရေနံချက်နဲ့တန်းကြီးတောင်ဆွေတော်ချင်းဘုရားကြီးဟာအကျမ်းဖတ်များမှာလျက်စစ်မီအမောင်ချထားတာလာမီ၉လပိုင်းဆိုလေနှစ်နှစ်ပြည့်တော့ပါမယ်တဲ့ဒေသခံအများကြီးစန္ဒကတော့ကြီးရွာ ပါတွေကိုလျက်စစ်ပြီးပြန်ရအောင် လုံမပေးနိုင်ရင်နေပါဆွေတော်ရှင်ဘုရားကြီးအားလျက်စစ်ပြီးပြန်လဲရရှိအောင်လှုပ်ဆောင်ပေးပါလို့ကိုဇော်ဘိုးကြီးမှတဆင့်နာမခလူကြီးများလူကြီးများနဲ့မကွေးတိုင်းဝင်ကြီးချုပ်တို့သိရှိနိုင်ရန်တင်ပြအပ်ပါတယ်တဲ့တခိုးကူမျိုးနဲ့စိတ်ကဝါအုပ်စုရေနံချက်ရွာရွာတိရွာရန်သူများလက်ထဲမှာရှိနေစေဖြစ်ပါတယ်တဲ့ဒီတရင်အဆက်ကတော့မိမိအထိုင်စကန်းကလုံချုံရေးတွေက PDF တွေကိုတွားရောက်ရှင်းလင်းမှုမရှိခဲ့ရင် PDF တွေက PDF တွေကစိတ်ကဝါလုံချုံရေးစကားအားတိုက်ပြီးဟုရွာကန်နေစီကသတင်းသိရပါတယ်တဲ့တက်ဆိုင်ရနယ်မြေကန်ခေါင်းပေါင်းများအားအတိပေးတာပြီးအခုထိတွားရောက်ရှင်းလင်းမှုမရှိပါဘူးတဲ့ရွာတိကျေးရွာကိုစိတ်ဖြူရှင်ဖြူကျုံးက PDF တွေအလာကိုစောင့်နေပြီးရောက်တာနဲ့စိတ်ကဝါလုံချုံရေးစကားကို ်ဝင်ဆောင်တော့မယ်လို့ပြောလာပါတယ်တဲ့နော်အဲ့ဒါတဲ့ရင်းနေရအောင်မလုပ်ဘူးဆိုရင်တော့အပေါ်ကတိအောင်ပြောပေးရမှာပဲနော်ဒီတဲ့ရင်းနေကိုပေါ့တော့ကိုမကိုတတိမူပေါ့ဗျာအသက်လောက်ဘာမှအရေးမကြီးဘူးပြီးရင်အဆက်ဂုံတိတ်ခါတွေကိုရဲ့အဖွဲ့ကြီးဂုံတိတ်ခါတွေကြာဆင်းပါတယ်နော်မင်္ဂလာပါကိုဘုန်းကြီးတဲ့မနေ့ကနေ့လယ်မှာတဲ့ဝက်လက်ဘက်ကရန်သူများ မရိယာမြောက်ချမ်းကိုတိုက်ခိုက်ဖို့အင်အားဖြစ်စည်းပါတယ်တဲ့အနောက်ဘက်ကန်းကအင်အား80အထက်ပိုင်းကဆင်းလာတာ90နေမြေအင်အားတွေနဲ့ပေါင်းစည်းနေဒီမှာကြောက်တရားမြောက်ဘက် ရှမ်းရွာနဲ့ရေနသာကျေးရွာရွှေဘုံမွင့်ရွှေဘုံမွင့်ကျောင်းအတွင်းမှာတော့အစုစည်းနေကြပါတယ်လိုအပ်သလိုဆောင်ရွက်နေပေးပါနိုင်ရန်တင်ပြအပ်ပါတယ်တဲ့နော်အဲ့တော့ကြတော့ပို့တော့လေ အောက်ကမလို့ရင်ဘာမှလုပ်လို့မရဘူးနော်အဲ့တော့မဒူးအဲ့မှာအောက်ချိန်မှာပဲတည်တည်အပေါ်မှာပဲတည်တည်ထူလို့ရအောင်អော်ပေးလိုက်တော့တစ်ခါတည်းနားအေးရောဟုတ်တယ်မလားကျွန်တော်တို့လည်းဟိုလောက်ကကန်ရန်တာတနေရာတည်းမဟုတ်ခွင်းနဲ့အကုန်လျှောက်ပက်ပို့နေတာပို့နေတာမလုပ်ဘူးဆိုရင်တော့မပြောတတ်ဘူးပေါ့နော်ကမယာဆန်ငါတဲ့ဒီခွေးကိုမြန်မြန်ရှင်းကြပါရဲ့ မင်းတို့ PDF တွေအထိနာနေပြီမင်းတို့မကြရင်ကျွန်တော်ဒီမှာကံကြီးပတ်ချမ်းနဲ့အိုက်တဲ့ DNA တွေမတွေ့တော့ကြအောင်နဲ့အကြမ်းဖက်များ၃ရောက်လေးနဲ့တနက်တလက်သာရှိကြောင်းခဲရန်နဲ့နေနေကြောင်းသိရတယ်တဲ့ဒီမှာ PDF ထောက်ဖို့တွေကိုတခါတည်း line ပေါ်မှာတခါတည်းမှတ်ထားလို့ရအောင်ပြောပြမယ်ကံကြီးမှကိုဖြိုးတဲ့ဒေါ်အဲဖြူဂလက်စီစားတော့ဆိုင် ထောက်ဖို့အကြီးစားတို့မှကြောင်မဲဘက်တင်တဲ့နေရာတို့ရိတ်ခါပို့လျက်ရှိတယ်တဲ့ ကံကြီးမှတောင်ကမ်းဘက်အထွက်ရွှေရနုစီဆိုင်အနီးဝန်းကျင်အိမ်များ၌အကျန်းဘက်အများအပြားအခြေပြုလျက်ရှိတယ်တဲ့။ကြောင်မဲမြို့နယ်နောင်ပြည့်ရွာရွှေမြောင်ကြားနယ်အကျန်းဘက်အင်အား900ခန့်တင်တန်းပေးနေကြောင်းကံကြီးရွာမှကိုပြူရန်နိုင်ဦးခန့်စော်တို့မှရိတ်ကာသွားပို့ရကြောင်းရွှေရနုစီဆိုင်တို့နေ့စဉ်16နာရီခွဲအချိန်ခန့်အကျန်းဘက်များလာရောက်လျက်ရှိကြောင်းသိရတယ်သိရှိရတယ်တဲ့နော်။ အဲ့ကံကြီးဘက်တွေလည်းကျွန်တော်လည်းဘယ်သူနဲ့မှဆက်သွယ်လည်းမရှိဘူးနော်အဲ့တော့じゃတော့ရန်သူကတော့ကြာဆုံးနေပြီဒါပေမဲ့တက်မတော်ကတော့သူ့ရဲ့စင်းနေပြူကနေစနစ်နဲ့ပဲပေါ့နော်အဲသူ့ဘာသူတိုက်လိုက်မယ်တစ်ချိန်အချိန်အချိန်တစ်ခုရောက်လာလို့ရှိရင်ကျွန်တော်တို့တိုင်းပြီကျွန်တော်တို့နိုင်ငံအေဂျင့်သွားမယ်အဲ့ဒီအချိန်မှာမှဒီလိုမျိုးပေါ့နော်ဒီလိုမျိုးဟိုဟာထောက်ပို့တွေပေါ့နော်ထောက်ပို့တွေကျွန်တော်တို့ဆိုရင် ဲ့ဒီနောင်ချိုမှာထောက်ဖို့ဆိုတာကိုအောင်ဆိုတဲ့လူကြက်ဥကားမောင်းတဲ့လူเนาะသူသားသမီးတွေဆိုလို့ချင်းရင်တောက်လျှောက်အိမ်တွေဖောက်ပြီးတော့ခိုးနေတာเนาะအိမ်တွေဖောက်ပြီးခိုးနေတာเนาะဒါပေမဲ့ပြင်းဦးလင်းဘက်ကိုလည်းလာတယ်တဲ့ဘလို့လာလဲတော့မသိဘူးเนาะလာနေတာပဲအိမ်တွေဖောက်ပြီးခိုးနေတာအပီးပြီးလို့ချင်းသူတို့နေမှာမဟုတ်တော့အဲ့နောင်ချိုမှာเนาะဒီရွှေတနုစီတိုင်းတို့ပါတော့เนาะဒါကျွန်တော်ရဲ့အမာခံသတင်းပေးတွေเนาะနောင်ချိုကနေ ော်အဲ့တော့တော့ဗမာ PDF တွေကတော့ခွေးရတဲ့ထညာကဲလိုပဲလုံမပါတော့မှာနော်အခုကလေးဆိုလို့ချင်းကလေးတားသားကဟိုဘက်မှာဆိုလို့ချင်းဖြစ်တာမှာတို့ကအခုဘလို့ဖြစ်နေလဲဆိုတော့ဒီနမကတိုင်းမူကြီးကိုပြောပေးပါတဲ့သူတို့တက်မတော်စစ်တက်နဲ့ပူပေါင်းပြီးတော့မှတိုက်ချင်တဲ့ကလေးတွေအများကြီးရှိပါတယ်တဲ့เนาะအဲ့ ူတို့သွားပြီးတော့ခေါ်ရမှာပြုရမှာရှိတာပေါ့ဗျာဆက်သွယ်ပေးဖို့ပေါ့ကျွန်တော်လည်းဒါပဲတိတာဒါပဲတိတော့ကျွန်တော်ကမပြောမပြောချင်မပြောမရေရမသေးကြတော့တော့ပြောရဖို့ခက်တယ်ဒါပေမဲ့တကူပြောတာကဒီချင်း PDF တွေရောဒီဗမာ PDF တွေရောအဲ့ဘက်မှာလည်းအသေးအဆုံးအကြဆုံးတွေများနေတယ်တဲ့အဲ့မှာသူတို့ကနေပြီးတော့မှပါကားပါလာပါလာသူတို့ဖွဲ့ထားတဲ့အော်လက်နဲ့ပြန်အပ်တယ်တဲ့ကျွန်တော်တို့ဒီစစ်ပွဲကိုမတိုက်ချင်တော့လို့ပြောတယ်တဲ့အေးမတိုက်ချင်တော့ရတယ်တဲ့ တိုက်ပွဲပေါ်ဆောင်လို့ရှိရင်မင်းတို့တိုက်မရမယ်တဲ့မတိုက်တဲ့ကောင်ကိုတခါတည်းအပြည့်ရှင်းပြီးတော့တတ်လိုက်တယ်တဲ့နော်အဲ့မှာရွာတရွာအယောက်20ဆိုအယောက်20တကောင်လေးလူစုနေတယ်ကျွန်တော်ဘုမနေ့တနေ့ကလို့ပြောသလိုပဲနော်ဒီကောင်လေးမှာလူအင်းလူအင်းအားလည်းမရှိတော့ဘူးနော်လက်နဲ့ခဲရန်ဆိုတာလည်းဒီဘက်ကဖြတ်တောက်လိုက်လို့ရှိရင်တော့မရှိတော့ဘူးတိုင်းပြည်ကတနေ့နေ့အေးချမ်းလာမှာဒါပေမဲ့ဒီကလေးတွေကအသေးပြောက်များတာကိုသိတော့တိုက်လည်းမနိုင်တော့ဘူးဆိုတာကိုသိတယ် ဘလို့မှလည်းမအောင်မြင်နိုင်ဘူးလို့အောင်သိတယ်နော် तू ကစစ်ကသူ့ရဲ့ထိုးစေးအချိန်ကရက်တန်သွားပြီအခုကျွန်တော်တို့ဖားကန့်တို့ဘာလို့ပဲကြည်လိုက်နော်အခုကရင်ဆိုရင်အခုကြည့် DKB ကိုဘာမှဟုံးမလိုက်တာနော်တက်မတော်ကမလုပ်ဘူးဆိုရင်မလုပ်ဘူးနော်လှုပ်လာပြီးဆိုရင်သူများနဲ့မတူ तू ကနိုင်ငံတကာရှင်သားနဲ့ standard army ဖြစ်နေတယ်တက်မတော်ဖြစ်နေတဲ့အတွက်ဘာပဲပြောပြောကိုယ်နိုင်ငံပြုနေလို့လောက်ဝကန်ရတာ ချင်းချင်းပြီးလုံနေလို့ဒါပေမဲ့ကျွန်တော်ပြောသလိုပဲအဲ့ဒီ PDF တွေရှိရဲ့နေရာတွေလူတွေတေကုန်မယ်လူသားအရေးမြစ်တွေတေကုန်မယ်เนาะတဖြည်းဖြည်းနဲ့လုံမပါမယ်เนาะချင်းလည်းတေမယ်အရကိုင်းအေးအေးလည်းတေမယ်အပိုးရကိုင်းအေးလို့ပြောလဲဆိုတော့ရကိုင်းကလည်းသူကလူသူလူသစ်စုမှာပဲလေသူလို့ကြီးရခိုင်တိုင်းသားတွေပါသွားမှာပဲရခိုင်တိုင်းသားတွေပါသွားရင်ရခိုင်လူမျိုးเนาะအနည်းနဲ့အများတော့တေမှာပဲ နော်ချင်းလူမျိုးစုမယ်တစ်သက်ကိုတိုက်မယ်ဆိုပြလာတိုက်တယ်ဟိုကဝဟုံးနေတေးပါပဲအဲ့တော့ဘာဖြစ်လဲလူသားအေးမြအေးမြတွေရခိုင်တိုင်းသူတိုင်းသားတွေကအခုကျွန်တော်ပြောမယ်ဗျာကျန်တာမပြောနဲ့ကျွန်တော်ဒီတင်ကြုံဘုံကြီးကျောင်းမှာဟိုနေ့ကသွားအလူလုပ်တဲ့အချိန်မှာမိန်းကလေးတွေပဲတွေ့ရတယ်ခင်ဗျားတို့ကျွန်တော်ရဲ့တိတော့ဘိုင်းမှာသွားကြည့်လိုက်ကျွန်တော်တော်ပြောသေးတယ်မိန်းကလေးတွေဒီပဲဟောလို့ယောက်ျားလေးတွေမတွေ့ရတဲ့အတွက်တော့စိတ်တော့မကောင်းဘူးလို့ပြောလိုက်တော့စိတ်မကောင်းဘူးဆိုတာဒီလိုပေါ့ ဒီ DBLA တို့ PD ဒီ TNN တွေတို့ကဒီယောက်ျားလေးတွေဆွဲသွားတာလေအဲ့မှာခဏကျွန်တော်တစ်တော့မှသွားကြည့်လိုက်ကျွန်တော်တင်ထားတယ်အဲ့ထမင်းစားတဲ့နေရာမှာမိန်းကလေးတွေကြီးပဲတွေ့ရတာယောက်ျားလေးတွေကကျွန်တော်နဲ့အခုလက်ဆွဲပြီးတော့နှုတ်ဆက်တယ်အဲ့မှာကြည့်လိုက်10ယောက်15ယောက်ပဲအဲ့ကမပူဘူးမပူဘူးသွားကြည့်အဲ့တော့ဘာဖြစ်လဲလူသစ်စုခံရတယ်လေအခုအဲ့သူတို့စုသွားတဲ့လူသစ်ဗမာလဲလို့ပြောရင်သူတို့မပြနိုင်ဘူး နော်မပြနိုင်တော့ဘာဖြစ်လဲခုမပြနိုင်တော့ဘာဖြစ်တော့ခုတေးပြီလေအကုန်လုံးကလူသားရင်းမြစ်တွေအကုန်ဆုံးရှုံးပြီရခိုင်ရောအေးအေးခေါ်သွားတဲ့ကောင်တွေလည်းသေးတာပဲချင်းပြမင်းတို့ခုကြော်နိုင်တော့လို့လားမင်းတို့ခုတိုက်နေတဲ့စစ်ပွဲဘယ်ဟုတ်ကြော်နိုင်လဲမုံရွာမျိုးမှာတော့ငါတို့ကချင်းတွင်းမြစ်ထဲမှာဟိုကပတ်ပြီးတော့မှလဲမုံရွာတမျိုးလုံးအလူတော်လုတ်ပလိုက်သေးတယ်ဘာကြံမှမတက်တာဘူး နမကတိုင်မူကမန်သူမိသားစုကောသူကောအမှန်တော်မှဖွင့်မအောင်သေးဟမ်မုံရမျိုးကဘာမှမရှိမုံရမျိုးကပြန်ပေးဆွဲတဲ့လူပဲရှိတာเนาะကျွန်တော်တို့သွားတဲ့နေ့ပထမတကြိမ်က3လက်3လောင်းရတယ်ဒုတိယတကြိမ်သွားတဲ့နေ့မှာတနက်တူနဲ့ဟိုမှာပြန်ပေးဆွဲလို့เนาะရတယ်ဟုတ်ပြီလားအဲ့တော့ကျွန်တော်အေဂျင့်နေတဲ့နေရာတွေမအေဂျင့်အောင်လို့အဲ့လိုစောက်လုံးမရှိစောက်ကိုင်းမရှိ တနက်အတုနဲ့ဒီခေတ်ထဲမှာတနက်အတုနဲ့သွားပြီးတော့မုံရွာမြို့မှာမုံရွာမြို့ရဲ့အနေထားကိုကြည့်ဦးတနက်ကငါဥပမာတစ်ခုပေါ့ဗျာခမားတို့ပြောသလိုပေါ့ဟာတနက်ကပေါ်တယ်လို့ငားတယ်လို့ဘာလို့ညာလို့ပြောတယ်တနက်အတုနဲ့သွားပြီးတော့မှပြန်ပေးဆွဲတယ်တဲ့ဟမ်ယွန်စရာကောင်းလိုက်တာအော်မုံရွာမြို့မှာရှင်မြူပွဲသွားလာတာနော်အေးချမ်းချမ်းပဲမင်းတို့လူသားရင်းမြစ်ဆုံးဆုံးသွားရင်မင်းတို့အညာသား PD ရဲ့လေသုံးပုံမှနှစ်ပုံတော့ကုန်ပြီ မင်းတို့ကုံတစ်ခု6ဘက်ပဲကြီးလိုက်မင်းတို့လှုပ်တယ်လားပြောတာဟိုကဘာမှမင်းတို့မလှုပ်သေးဘူးเนาะမင်းတို့အချင်းချင်းမင်းတို့စိတ်နာအောင်လို့နာကြီးအောင်လို့เนาะကိုယ့်ရဲ့အချင်းချင်းမင်းတို့ကစစ်ကူလာပါစစ်ကူလာပါအေးစစ်ကူလာပါမလုံနဲ့ရှစ်သေးဝင်ကိုကိုယ်တိုင်ဝင်တွေ့ရဲကောင်တွေမကျေနဲ့ချက်နဲ့เนาะဒီ2021ဖေဖော်ဝါရီလအချင်းချင်းတော့ဆိုခေါင်းဖြတ်တက်ခံရတာလို့เนาะမျိုးတွေအများကြီးမင်းတို့ဝင်လေအခုစစ်တပ်ကခေါ်နေတယ် တို့လူငယ်တွေပဲမကျေနပ်ဘူးမလား PDF ကိုမကျေနပ်ဘူးပလောင် TNN တွေကိုမကျေနပ်ဘူးမင်းတို့ဝင်တိုက်စစ်တပ်လာပါစစ်တပ်လာပါလုံးမနေနဲ့ဝင်တိုက်နော်ဝင်တိုက်ဆက်သွယ်မင်းတို့6တို့ပါတော့လာလို့ရပါတယ်မင်းတို့မိတိလာတော့ရောက်ရင်စစ်သေးဝင်လို့ရပြီ